ကျွန်တော်ဒီအပေါင်းလေးနဲ့သွားရင်းနဲ့ဒီမူရီစိပါသုံးရင်းနဲ့မိပါတဲ့ချင်းမှာထောင်ကြခံမှာပြောတော့သူတို့အထောင်အကြမခံဘူးသူကပတ်စားတဲ့ဝင်ပတ်စားတဲ့ဝင်နှစ်နှစ်ပဲဆေးမှုနဲ့ဆိုရင်မင်းတို့ထောင်ထဲဝင်ရင်၃နှစ်နှစ်ကြာမယ်လို့ပြောတယ်အဲ့နဲ့စစ်တဲ့ရောင်း နောက်ပိုင်းမှာလည်းကျွန်တော်တို့ဒီ CDS အရှိုးကဒီစစ်တုံးမှန်းတွေပေါ့နော်မကြာခဏဖမ်းမိတယ်ဆိုပြီးတော့ထုတ်ပြန်ထားတာလည်းတွေ့ရတော့လေအဲ့ဒီအခြေအနေတွေကိုလည်းနည်းနည်းလောက်ပြောပြပါလားခင်ဗျအဲစစ်တုံးမှန်းဖမ်းမိတယ်ဆိုတဲ့နေရာကတော့ပုံစံတွေကတော့ပုံစံမတူဘူးခင်ဗျဒီပြီးခဲ့တဲ့2024အောက်တိုဘာလကလေးကတော့ဖမ်းရတာမျိုးတွေဖြစ်နေရပေါ့နော်အင်မတန်ကမှာတော့ကျွန်တော်တို့ရဲ့စစ်စီလှုပ်ရှားတဲ့နေရာတွေကိုဒီစစ်တုံးမှန်းတွေဖျက်ဆီးသွားလာတယ်ပြေးသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဖမ်းပြတဲ့အခိုက်အတန့်တွေတော့ရှိတယ်ပေါ့အဲရှိတယ်ဆိုတော့ဒီဖမ်းပြီးတဲ့နောက်ပိုင်းရဲ့ အကိစ္စဝိစ္စတွေကျွန်တော်တို့တောင်းဝန်မယူနိုင်ဘူးပေါ့အယူသားဆုံးဝန်ခံရင်တော့အဲ့တော့ဒါမှမဟုတ်ဒီအောက်တိုဘာလလောက်မှာစပြီးတော့ကျွန်တော်ဖန်းစည်းတာတွေတော့စလုပ်လာတယ်ပေါ့နော်အဲ့ဒီတော့ကစပြီးတော့ပြေးလာတဲ့ဟာတွေတုန်းကတော့ဒီအဲပြည်သူစစ်တွေများတယ်ပေါ့ပေါ်တာဆွဲခံရလို့မလို့တက်ထဲကိုပါသွားပြီးတော့မှပြေးတဲ့သူတွေရှိတယ်အဲဒီအဲ့ဒီနောက်ပိုင်းကျတော့ကဒီအာရခတက်တော်ကနေပြီးတော့ဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခအန်းကိုဒီသိမ်းနေတဲ့အချိန်မှာပြေးလာတာတွေကိုတော့ကျွန်တော်လက်ရဖမ်းလိုက်တော့တယ်အဲတချို့တွေမှာလက်နဲ့ရပြီးတော့တချို့တွေမှာတော့လက်နဲ့မရဘူးပေါ့အဲ့တော့ခုနကပြောတဲ့ဟာဒီ ဲ့ဒီအစာပိုင်းဒီအော်တိုဘာလကနေဒီ10လပိုင်း17လပိုင်း12လပိုင်းဒီ2024ထဲမှာမီဒီယာဟာတော်တော်များများတော့အဲပြည်သူစစ်တွေများတယ်ပေါ့နော်များတယ်ဆိုတာလည်းအားလုံးကတော့ပြည်သူစစ်တွေပဲဖြစ်ကြတယ်ပေါ့ဒီပါစာတွေပဲဖြစ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့အရာတွေကိုတော့အဲတချို့တွေကိုကျွန်တော်နှစ်လလောက်ထိန်းချုပ်ထိန်းသိမ်းထားပြီးတဲ့နောက်ပိုင်းမှာစိုက်ကိုတက်တွေအချိန်အချိန်ချင်းစစ်တယ်အဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုပြန်လဲစစ်ဆေးပြီးတော့မှတချို့တွေကိုတော့အဲအဲ့ဒီရှေးပိုင်းမိတဲ့သူတွေကိုတော့ကျွန်တော်ပြန်လှုပ် တာတွေတော့ရှိပါတယ်။ဥမာတချို့ကတော့နေဆက်ကိုပြန်ကြမယ်။တချို့ကတော့ဒီမြန်မာပြည်တွင်းမှာပဲကိုယ့်ရဲ့မိသားစုစီမှာပဲနောက်ထပ်စစ်မှုပြန်မထမ်းအောင်ရှောင်ကျဉ်ပြီးတော့နေကြမယ်ဆိုပြီးတော့ပြန်လှုပ်တာတွေလည်းတော့ရှိပါတယ်။အဲနောက်ထပ်ဖမ်းမိတဲ့အရာတွေကိုတော့ဒီသက်ဆိုင်ရာဒီရခိုင်ပြည်နယ်ဆိုလို့ရှိရင်ရခိုင်ပြည်နယ်ဆက်ဆက်တဲ့စစ်ဒေသဆိုလို့ရှိရင်တော့ကျွန်တော်တို့စစ်ဒေသမဟုတ်ဘူးဆိုလို့ရှိရင်တော့ပြန်လဲပြီးတော့တုံမန်းတွေကိုတုံလှိုင်းတက်ဖွဲ့အခြေအနေမဲ့ပေးအပ်ထားမျိုးလွှဲပြောင်းပေးတာမျိုးတော့ကျွန်တော်တို့လုပ်ဆောင်တာတွေရှိပါတယ်ခင်ဗျ။ဟုတ်ဒီနိုင်ငံကာကင်ကော အဲအောက်ဘက်ကနေကျွန်တော်ပြေးလာတာဆိုတော့လေလက်ရှိအနေနဲ့ပေါ့နော်ဒီစစ်တုံးပန်းဘလတ်လောက်ဖမ်းမိထားတာရှိတယ်အာသူတို့ကိုရောဘလို့ပုံစံမျိုးနဲ့ထိမ့်သိမ်းဆောက်ရှောက်ထားတာရှိတယ်ဗျလက်တတော်အခြေအနေရပြောရမယ်ဆိုလို့ရှိရင်တော့150ကျော်ဝန်းကျင်ရှိပြီပေါ့ဟိုအစားကလေးကဖမ်းလာတဲ့အခြေအတွေကိုပြောရမယ်ဆိုရင်တော့အဲသူတော်လည်းလက်တတော်ထိမ့်သိမ်းထားတာတော့ဟိုနောက်ဆုံးလုံးခဲ့တဲ့ဒီဖေဖော်ဝါရီလနောက်ဆုံးပတ်ကမှမိထားတဲ့ဟာကိုပဲလက်တလောတော့ထိမ့်သိမ်းထားပါတယ်။ဒါသည်လဲရှေ့တန်းမှာပဲရှိနေသေးတယ်ပေါ့နော်။အဲမတိုင်ခင်မှာမိတဲ့ဟာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအဲတချို့က လွယ်ကူကူနဲ့ခြားပြီးတော့အဖမ်းခံတဲ့သူရှိသလိုတချို့ကလက်နဲ့မချရတော့ကြောင့်မလို့ကျွန်တော်ပြစ်ခတ်ဖမ်းဆီးပြီးတော့တည်ဆုံသွားတဲ့သူတွေလည်းရှိတယ်။ကျွန်တော်တို့စီရောက်ပြီးတော့မှဆေးကုပြီးတော့မှတည်ဆုံသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်။အဲ့တော့နောက်ထပ်ဖမ်းမိနေသေးတဲ့အဲဒီကျွန်တော်တို့စဖမ်းပြီဆိုပြီးတော့စစ်သုံးပန်းဖြစ်သွားပြီဆိုတဲ့အချိန်ကစပြီးတော့နိုင်ငံသားစစ်သုံးပန်းဥပဒေအတိုင်းပဲစစ်သုံးပန်းတယောက်ရဲ့ရရှိရမယ့်အခွင့်အရေးအတိုင်းပဲကျွန်တော်တို့အဲထိမ့်သိမ်းတာမျိုးစစ်ဆေးတာမျိုးကိုကျွန်တော်တို့လုပ်ပါတယ်။ကိုယ်ကမှတောင်းကို3300ဒုတိယမျိုးစုကျော်ပါ။အသက်ကတော့39နှစ်ရှိပါတယ်။ ကျွန်တော်နေကန်အပေါ်ကာခင်းရနေပြီးပြီးလာတာပါအဲ့တော့ကိုတို့ဖမ်းမိရတဲ့ဒီစစ်တုံးမှန်တွေထဲမှာဆိုရင်ပေါ့နော်အာဘလိုလူမျိုးဘယ်ယာတို့အဆင့်နောက်စစ်တုံးမှန်တွေပါဝင်လဲဗျဒီနောက်ဆုံးအဆင့်မှာဆိုလို့ရှိရင်နောက်ဆုံးဖမ်းမိတဲ့အဖွဲ့ထဲမှာ23ယောက်အဖွဲ့ထဲမှာဆိုလို့ရှိရင်တော့အကြီးဆုံးအဆင့်ကတော့ဒုတက်ချက်ပဲပါပါမယ်ဟိုပါစာတီတူးစစ်တွေပေါ်တာဆွဲပြီးတော့ခံရတဲ့သူတွေကအော်၁၀ယောက်ကျော်တော့ပါမယ်လို့ယူဆပါတယ်ဘုကနောက်ဆုံးမိထားတဲ့ထိန်းထားသေးတဲ့ဟာမှာတော့ ဘိုးရှိကဖမ်းမိတဲ့ဟာတွေမှာတော့ဟိုတက်ကြအစင်တီအဒုရာဂံဘူအစင်တီတော့အကြီးကြီးပါပါတယ်အဲ့လောက်ပဲကျွန်တော်တို့တော့ဖမ်းဆီးရမိတာမျိုးရှိပါတယ်ကျန်တာတွေတော့တချို့အရာရှိရာဂံပါလာတွေရှိတယ်အဲ့အရာတွေတော့ကျွန်တော်ပြစ်ခတ်ဖမ်းဆီးတဲ့အပတ်တေဆောသွားတဲ့ဘူမှုအစင်ဆိုတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဖမ်းဆီးရမိတာကတော့အကြီးဆုံးအစင်တွေကိုပြောမယ်ဆိုလို့ရှိရင်တော့အဒုရာဂံဘူအစင်တီပဲရှိပါလိမ့်မယ်ခင်ဗျ အခုနောက်ပိုင်းကျွန်တော်တို့ဒီပေါ်တာဆွဲတာတွေကလည်းဒေါင်းရှောက်ကိုတရင်နေရတယ်ကြာထွက်နေရောလေအကိုတို့ဖမ်းမိတဲ့ဒီစစ်တုံးမှန်ကြီးထဲမှာပေါ်တာဆွဲတဲ့သူတွေလည်းအများဆုံးပါတယ်ဆိုတော့သူတို့ကဘယ်လိုပုံစံမျိုးနဲ့ပေါ်တာဆွဲခံရတယ်လို့အကိုတို့ပြန်ပြီးတော့သိရလဲခင်ဗျအဲဒီပေါ်တာဆွဲခံရတယ်ပုံစံတော့အမျိုးစုံရှိတယ်အဲတချို့ကြတော့လည်းပေါ်တာဆွဲခံရလို့မှပါသွားတဲ့သူရှိတယ်လို့တချို့ကြတော့ကလည်းဒီအဲထားပါတော့ကြေးရအုပ်ချုပ်ရမှုအုပ်စုဥက္ကဋ္ဌတွေကနေပြီးတော့ကန်ဆမ်းမဲ့ပောက်တယ်ဆိုပြီးတော့ထည့်လိုက်လို့မလို့အဲတာဝန်ထမ်းဆောင်ရတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲမြို့အပြည်သူစစ် ပါစဒီစစ်မှုထမ်းဥပဒေစစ်မှုမထမ်းမနေရဥပဒေကြောင့်ပါတဲ့သူတွေတဲမှာတော့ပုံစံအတော့မျိုးစုံပါတယ်ပေါ့အဲတချို့ကြတော့လည်းကန်ဆယ်မဲပေါက်လို့သွားရတာရှိမြဲတချို့ကြတော့ border ဆွဲခံရလိုက်လို့ဖြစ်မြဲတချို့ကြတော့လည်းမဖြစ်မနေကူမှပဲအဲဝင်ရမဲ့ထုံးစံဖြစ်လာလို့မလို့ဝင်လိုက်ရတယ်ဆိုတဲ့ဟာကြီးလေတော့နီးမျိုးစုံတော့ရှိကြတယ်ပေါ့ဒါပေမဲ့အဲကျွန်တော်တို့စီရောက်လာပြီဆိုလို့ရှင်တော့ဘယ်သူမှတော့မထမ်းဆောင်ခြင်းလို့မလို့ကျွန်တော်တို့ပြေးရတာပါဆိုပြီးတော့ဝန်ခံထားကြတဲ့သူတွေလည်းတော့ရှိတယ်ပေါ့နော်ဘယ်လိုဖမ်းဘယ်လိုကဖိပြီးအခုဖွဲ့စည်းရတဲ့သူတွေလည်းလည်းကြောက်ဖမ်းခံ အလဲဝဲလို့ရတယ်ဘာမှမလုပ်ဘူးလို့ပြောပြောချင် CDF အရှိုးအနေနဲ့ပေါ့နော်ဘယ်ဒေတာတွေကိုအခြေစိုက်ပြီးတော့စီရေလှုပ်ရှားမှုတွေလုပ်နေရဆိုတာလေးပြောပြပေးပါဦးဗျအဲကျွန်တော်တို့ဒီ CDF အရှိုးအနေနဲ့ကတော့ခြေကုပ်ယူတဲ့နေရာတော့ဒီရန်သူရှိတဲ့နေရာတွေကိုဥတည်ပြီးကျွန်တော်ကခြေကုပ်ယူရတာဖြစ်တယ်လေတတော်တော့ကျွန်တော်ဒီမကွေးတိုင်းငဖဲမြို့နယ်ရခိုင်ရိုးမနယ်ဆက်နေတဲ့နေရာတွေကိုခြေကုပ်ယူပြီးတော့မှအာစီရေလှုပ်ရှားမှုအနေနဲ့ဆိုလို့ရှင်တော့ဟိုအမ်ဘရန်လန်ပေါ်နယ်ဒီပြအမ်ဘရန်လန်မြောက်ဖက်ချမ်း အဲနိုင်ငံလမ်းဟောင်းလို့ပြောရမှာပေါ့အဲ့ဒီနေရာတွေမှာတော့လက်တလောတော့အစီအေးလှုပ်ရှားနေတယ်လို့ပြောလို့ရပါတယ်ခင်ဗျာအာစီရီယအရှူအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမကွေးတိုင်းနဲ့ရခိုင်ရိုးမအဆက်မှာအချီပြီးလှုပ်ရှားနေရဆိုတော့ဒီစီရီယအရှူအဖွဲ့ရဲ့ပေါ့နော်နိုင်ငံရေးစီရေးရည်မှန်းချက်ကရောဘာတွေလဲကို ဟိုအခြေခံမူများအနေစာပြီးတော့ဏီကုန်းထီကကျွန်တော်တို့ဒီဆေးအနာရှင်စနစ်ကြဆုံဖို့ဆိုတာကိုပဲအဓိက UTV ပြောခြင်းတယ်။အဲ့ဒီဟာပြီးရဲ့နောက်ကွယ်မှာမှာကျွန်တော်တို့ဒီအဲကျွန်တော်တို့ဒီအရှူချင်းတိုင်းရင်းသားမှမဟုတ်ဘူးတခြားတိုင်းရင်းသားမြန်မာနိုင်ငံမှာရှိတဲ့အဲတိုင်းရင်းသားလူမျိုးစုလို့ပြောရမှာပေါ့တိုင်းရင်းသားတစ်မျိုးတည်းသွားပြောလို့လည်းမရဘူးတိုင်းရင်းသားလူမျိုးစုအားလုံးရဲ့အဲဒန်းတူအခွင့်ရေးကိုပိုင်ပြဋ္ဌာန်းခွင့်အဲလွတ်လပ်ခွင့်ဒီဟာတွေရပြီဆိုလို့ရှိရင်ကျွန်တော်တို့က ဖြစ်ပြီဆိုတာမျိုးပဲဒီတူတူချုံချုံနဲ့ပြောချင်တယ်ပေါ့နော်ဒီ CDF show ပေါ့နော်အဘယ်ချိန်လုံးကဘယ်လိုပုံစံမျိုးနဲ့ဖွဲ့စည်းခဲ့တာလဲပြီးတော့လက်ရှိအဖွဲ့ရဲ့ပေါ့နော်အဓိကစိန်ခေါ်မှုအခက်ခဲကဘာတွေများရှိလဲလို့အော်ဟုတ်ကဲ့အဲကျွန်တော်တို့ဒီချင်းကာကွယ်ရေးတပ်အရှူ CDF အရှူကိုတော့ဒီ2023ခုနှစ်အဲဇန်နဝါရီလ22ရက်နေ့ကနေပြီးတော့ PD ကိုဖွဲ့စည်းတယ်ဆိုပြီးတော့ကျွန်တော်တို့စတင်ကျင်းပတာဖြစ်ပါတယ်ဖွဲ့စည်းခဲ့တဲ့အချိန်မှာတော့ကျွန်တော်တို့ဟိုတင်းနှန်းဆင်းပြီးသွားတဲ့အချိန်အပတ်စဉ်တည်းတင်းနှန်းဆင်းပြီးသွားပြီးတော့ကိုယ့်ရဲ့တက်စခန်းအနေနဲ့ကိုပိုင်ရှိနေတဲ့အချိန် အဲကိုရဲ့ရဲဘော်တွေနဲ့ပဲဒီစစ်စင်ရဲ့အချို့ကိုလှုပ်ဆောင်နိုင်ပြီးဆိုအချိန်ရောက်တော့မှကျွန်တော်တို့အဲကြေညာပြီးတော့ဖွဲ့စည်းတာဖြစ်ပါတယ်2020အဲ3ခုနှစ်ဇန်နဝါရီလ22ရက်နေ့ကျွန်တော်တို့တပ်ကိုစတင်တီထောင်တဲ့ရက်ဖြစ်ပါတယ်လက်တလုံးအနေနဲ့ကျွန်တော်တို့စိန်ခေါ်မှုကိုပြောရမယ်ဆိုရင်တော့ဟိုကျွန်တော်တို့ဒီအဲတခြားဒေါ်လာအဖွဲ့နဲ့ပြောမယ်ဆိုလို့ရှိရင်တော့နှစ်ကာလအားဖြင့်တော့တချို့တွေက3နှစ်ပြည့်ပြီးတဲ့သူတွေရှိကြပြီမကြခင်မှာ4နှစ်ပြည့်ကြကျွန်တော်တို့က2နှစ်ကျော်ကျော်ပဲရှိသေးတာပေါ့ဒါပေမဲ့အဲ့ဒီကာလမှာမှကျွန်တော်တို့ဟိုအဲရှိက ကျွန်တော်တို့ရှိမှာဖွဲ့စည်းခဲ့တဲ့ online တပ်ဖွဲ့တွေကိုလည်းပြန်ပြီးတော့ဥပမာယူရတယ်အလွဲချော်တွေဘာတွေရှိခဲ့တယ်လဲဘေဟာတွေကအားနည်းချက်တွေလဲဆိုတော့နမူနာယူပြီးတော့ကျွန်တော်တို့ပြန်လဲတက်တက်ကိုထိန်းចောင်းရတာရှိတယ်ပေါ့အခက်ခဲအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့လက်တလောဒီ CA ကာလာပူလာတဲ့အချိန်မှာကျွန်တော်တို့မှာရန်မုံငွေအင်အားရှိမယ်ပြီးတော့နောက်တစ်ခုဒီအခုစစ်သုံးပန်းနေကိစ္စပေါ့ကျွန်တော်တို့အရှိမဖြေခဲ့တယ်လို့ပဲမနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖန်ဆီမှုကိုမလုပ်ခဲ့ဘူးဆိုတဲ့ကာလာတွေလည်းရှိတယ်အဲ့တော့အခုနိုင်လာပြီဆိုတဲ့ကာလာမှာလည်းနိုင်လွန်းလွန်းလို့တော့မဟုတ်ဘူးဒါဒီလည်းကျွန်တော်တို့တော်လှန်ရေးတည့်ရအနေနဲ့လုပ်ကိုလုပ်ရမယ် ဖန်ဆီးပြီးတော့မှထိန်းချုပ်မှရမယ်လို့တွေးတဲ့အတွက်ကြောင့်မလို့အဲဒါတွေလောက်ကန်ရတယ်ပေါ့အဲ့တော့အဲ့ဒီအပိုင်းဒီမှာတော့လက်တလို့ဒီလမ်းမဆက်တည်းအခက်ခဲတွေနည်းမြတ်တဲမှုအခက်ခဲတွေဒါကြောင့်ဆေးဝါးတည်ယူရတဲ့အပိုင်းခက်ခဲတာတွေရှိမယ်ရိတ်ခါတည်ယူရတဲ့အခက်ခဲတွေရှိမယ်အဲဒါတွေကိုပဲကျွန်တော်တို့တော့လက်တလို့အဲကြုံရတယ်ပြီးတော့လက်နဲ့ခိုင်းရပိုင်းမှာဆိုလို့ရှင်တော့အယူသားဆုံးခံရရင်တော့ကျွန်တော်တို့ဒီငကျင်းစီနဲ့ငကျင်းပြန်ကြော်တယ်ပြောရမှာပေါ့ရန်သူစီကတိမ့်ဆက်ရမိတဲ့လက်နဲ့တွေနဲ့ပဲရန်သူကိုကျွန်တော်ပြန်ပြီးတိုက်ခိုက်ရတယ်ဆိုတဲ့အပိုင်းတွေဖြစ်နေတယ် အဲ့ဒီမှာတော့ဒီထက်ပို့ပြီးတော့ကျွန်တော်တို့ဒီလက်နက်ကြီးဘိုင်းဆိုင်ရာတွေမှာဆိုလို့ရှိရင်တော့အဲပို့ပြီးတော့မှလက်နက်ကြီးနဲ့ပတ်သက်တဲ့ဟိုမှာ60လူမျိုးဟာတွေနဲ့အဲ60မမလူမျိုးလက်နက်တွေရပြီဆိုလို့ရှိရင်ကျွန်တော်ဒီထက်ပို့ပြီးတော့စီရေးကိုပုံမကောင်းမွန်အောင်အဲမဟာဗျူဟာမြောက်အောင်ကျွန်တော်တို့တိုက်စစ်ကိုပြန်ဖော်နိုင်မယ်သို့တော်လည်းအဲ့ဒီဘိုင်းတွေမှာကျတော့ကျွန်တော်တို့ဒီဝယ်ယူမှုဘိုင်းတွေဒီကျွန်တော်တို့ဒေတာဒီအယူသားဆုံးခိုင်းရင်ပုံတွင်းဘိတ်ဒေတာဖြစ်တဲ့နေဆက်နဲ့မနီးတဲ့အတွက်ကြောင့်မလို့အဲ့လက်နက်ကရန်တည်ယူရတဲ့အပိုင်းတွေဝယ်ယူရတဲ့အပိုင်းတွေမှာအဲခက်ခဲတယ်ပေါ့နော်ဒါကြီးလဲကျွန်တော်တို့ရဲ့ တိုက်စစ်ဖော်ဖို့စစ်စင်ရေးတွေကိုရှေ့ကိုရောက်ဖို့အတွက်စိန်ခေါ်မှုတည့်ရဆိုပြီးတော့လည်းကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဒီ CDF အရှုံအနေနဲ့ကတော့ကျွန်တော်တို့ကဒီ CB နဲ့ပူးပေါင်းတာမျိုးရှိတာလားဒီ CC နဲ့ဘယ်လိုပူးပေါင်းပြီးတော့ဆောင်ရွက်နေရမှာရှိတာဘယ်အခွင့်အောက်ကနေဟိုပူးပေါင်းပြီးသွားတာရှိလဲဗျ ဟုတ်ကဲ့အဲကျွန်တော်တို့အဖွဲ့အနေနဲ့တော့တော်တော်လေးရှင်းတယ်လို့ပြောရမှာပါအဲ့မှာပြောရမယ်ဆိုတော့ကျွန်တော်တို့မှရှုပ်သွားတာကဒီအလံတစ်ခုပဲရှိမှာပေါ့နော်အလံကတော့ကျွန်တော်တို့မှရှုပ်နေဆိုတော့ကျွန်တော်တို့ CD ရရှုပ်မှာမှရှုပ်ထားမှာပေါ့ကျွန်တော်ချင်းတစ်မျိုးသားလုံးမှရှုပ်နေရပေါ့ဒီအလံဒီချင်းနေရှင်နဲ့ flat ဖြစ်တယ်လို့ဟိုလက်ခံတဲ့သူရှိတယ်လို့ဒါဒီချင်းနေရှင်နဲ့ flat မဟုတ်ဘူးချင်းနေရှင်နဲ့ front ကနေပြီးတော့ CNF ကနေပြီးတော့ ်ဦးစီးဦးဆောင်လုပ်ပြီးတော့ထုတ်လုပ်ထားလို့မလို့ CNF အလံဖြစ်တယ်ဆိုပြီးပြောထားတာရှိတယ်ပေါ့နော်ဒါပေမဲ့အဲဒါမဲ့ဒီကျွန်တော်အဆရာမေကွန်နဲ့တော့ကျွန်တော်မေကွန်နဲ့နည်းနည်းကျွန်တော်အဖြေနဲ့ကြွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒါကိုဘာလို့ရှင်းပြရသလဲဆိုတော့ကျွန်တော်တို့ဒီအစတင်ဖွဲ့စည်းလာကြတဲ့ကအမြည်တူသောအဖွဲ့အစည်းတစ်ခုရဲ့အဒီထိန်းချောင်ပဲ့ပြင်မှုမရှိဘူးဆိုတာကိုပြောချင်တာပေါ့နော်ဘသူနဲ့မှပဲဆက်ဆက်မှုရှိတယ်ဘသူဘသူရဲ့ချင်းရောက်ကွန်မန်းကြီးကိုခံယူပြီးတော့မှကျွန်တော်တို့ကတော်လိုင်းတက်ဖွဲ့လှုပ်ထားတာမဟုတ်ဘူးဒါပေမဲ့ အဆက်ဆက်အခင်မင်းမင်းမရှိကြဘူးလားအဆက်သွယ်မရှိကြဘူးလားဆိုလို့ရှိရင်တော့ကျွန်တော်တို့ CB အခွင့်မှာပါဝင်တဲ့ CDF အချို့နဲ့လည်းအဆက်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 မှုရှိတယ်လို့အဲချင်းမျိုးသားတက်မတော်နဲ့အခင်မှုအပိုင်းတွေရှိကြပါတော့အဲဟိုဆက်ဆက်အခုချိန်ထိကတော့ဘသူဘသူနဲ့မှတွဲပြီးတော့အလုပ်တွေလုပ်နေတယ်ဆိုတာမျိုးတော့ကျွန်တော်တို့မရှိဘူးဒါပေမဲ့အဲဆက်ဆက်မှုကတော့အခွင့်အာလုံးနဲ့ CB မှ CC မှမဟုတ်ဘဲနဲ့တခြားတခြားသောဒီကျွန်တော်တို့နဲ့နှီးဆက်ပါတယ်ဆိုတော့အဲ EAO တွေနဲ့ရော တော်လိုင်းကြီးကျွန်တော်တို့လိုမျိုးတော်လိုင်းကြီးကာလာမှာမပေါ်လာတဲ့တော်လိုင်းကြီးတက်ဖွဲ့တွေနဲ့ရောဆက်ဆက်တော့ရှိတယ်သို့တော့ဘသူဘသူနဲ့မှတော့အဲကျွန်တော်တို့ဒီအာ agreement ကြီးယူထားပြီးတော့မှ statement ကြီးထုတ်ပြီးတော့မှဘသူနဲ့တော့မဟာမိတ်ဖြစ်ပါတယ်ဆိုတာမှစူထားတာမျိုးတော့ကျွန်တော်တို့အဖွဲ့မှာလုံးဝမရှိပါဘူး